ဒါကြောင့်စွန်းတော်ကတ်တဲ့အခါကျရင်စွန်းတော်စွန့်ပြီဆိုပါစို့စွန်းတော်ဇွန့်သည်လူတိုင်းစားကောင်းလားမစားကောင်းလားဒါလေးပေါ်လာပြီတချို့ပုဂ္ဂိုလ်ကစွန်းတော်ဇွန့်ကို မစားရဘူးစားလို့ရှိရင်အာဇက်ရှာဇက်မြင့်တတ်တယ်လို့ပြောတာကတောက်စုရှိတယ်တချို့ကြတော့စွန်းတော်ဇွန့်ကို စားကောင်းတယ်ဆိုတာပြောတာတောက်စုတချို့ကမစားကောင်းဘူးစားရင်အာဇက်ရှာဇက်ညံ့တတ်တယ်ဆိုတော့ အယူအဆနှစ်ခုရှိပါတယ်အဲ့ဒါလဲကျမတို့ဒီနေ့ဒါဖြည့်ရှင်းပေးသွားမယ်စွန်းတော်စွန်းသည် လူတိုင်းမစားကောင်းပါဘူးဒါအရင်ဆုံးအဖြေပါစွန်းတော်စွန်းသည်လူတိုင်းမစားကောင်းပါဘူးဘယ်လိုလူမှ စားရလဲဆိုရင်ဝေယာဝိဆာလောက်တော်သူမှစားကောင်းသည်ဒါလေးသိရဒါကြောင့်မမမြင့်မြင့်နဲ့တက်တော်ထင်ရှားဖရာကိုအာယုံပြုပြီးတော့အထူးတလဲစီမံပြီးတော့လှူဒန်းထားတယ် စွန်းတော်စွန်းကိုခလေးတွေစားခြင်းမလားမစားခြင်းဘူးလားစားခြင်းနဲ့ထောပါချမင်းကြက်သားရင်းနဲ့ဆိုစွန့်ပြလို့လည်းမရဘူးဆိုကိုပြက်စားခြင်းနဲ့ဆိုရင်ဘာလို့ရမလဲခုနလိုဝေယဝိစလုတ်တော်သူများစားလို့ရတဲ့အတွက်ကြောင့်တားငယ်သမီးငယ်တွေများစားခြင်းလဲကြက်စီးလေးလဲခိုင်းလိုက်ဒီဖရာဝေယဝိစအဲပန်းလေးတွေနွမ်းနာလေးတွေသွားစွန့်ပြခိုင်းလိုက်ဒီဖရာပကံလေးတွေလာပြီးတော့တဲပေးခိုင်းလိုက် ်တတိခွဲရင်ဝိုင်းခွဲခိုင်းလိုက်စသည်စသည်သူတို့နိုင်တာလေးတွေစီမံပြီးလို့ရှိရင်တော့လောက်ကင်ခိုင်းပြီးရင်တော့ဖះရရဲ့အလုတ်အကျွေးဝေယဝစ္စသမားတွေမှာပါပွားရင်တော့စိုးနော်စွန့်သည်ဖះရရဲ့တပြည့်များဆိုရင်စားကောင်းပြီဒါလေးသိရမယ်ဇေဒီပထိုးတွေမှာသွားပြီးတော့ရွှေကုံဇေဒီတော်တို့ဘာတို့တွေမှာတပေါင်းလာပြီးနေတော့၎င်းကစုံလာပြီးနေတော့၎င်းစသည်ဖြင့်ခါကြီးရဲ့ကြီးတွေမှာစွန့်သွားကတ်တာရောမရှိဘူးလား စွန်းသောက်တဲ့အခါကြရရင်လေအဲ့ဒီစွန်းတော်စွန်းကို ကျမတို့ကဝေယဝိစဟလာလှုပ်တဲ့သူကိုလှုပ်ပေးရင်ရမရရတယ်ကိုယ့်အကိုလည်းပြန်ယူခဲ့ရင်တော့ရတာပေါ့ဒါတစ်ချက်ဒါကြောင့်ဖះစွန်းတော်စွန်းသည်လူတိုင်းတော့မစားကောင်းဘူးဝေယဝိစလှုပ်ရင်စားကောင်းပါလေနောက်တစ်ချက်ဖះစွန်းတော်စွန်းကိုစားရင် အာဇက်ရှာဇက်ညံ့တတ်တယ်လို့တချို့ပြောကြတယ်အဲ့ဒါကလည်းအထောက်အထားနဲ့ပြောတဲ့သူရှိပါတယ်အဲ့ဒါကကျမတို့မြန်မာနိုင်ငံမှာသာသနာစရောက်တဲ့အချိန်မှာတထုံကြီးကိုအရင်ဆုံးရောက်တာဖြစ်ပါတယ်တထုံကြီးရှင်ကမနူဟာမင်းဖြစ်ပါတယ်မနုဟာမင်းဒီယရနာသုံးပါးကိုအစ်မတန်ကိုစီးကပ်ပါလေရှင်နာမထေမြတ်တို့ထံကနေပြီးတော့ဖခင်ရဲ့အဆုံးအမတွေတည်တဲ့အချိန်ကစပြီးတော့ဗိဒကသုံးပုံကိုလည်း အလားငန်းဦးမှာထားပြီးတော့ပူဇော်ထားတယ်သူ့ရဲ့ဖရာရဲ့တပည့်အနေနဲ့လဲဥပတ္တကဥပတ္တကဆိုဥပနဲ့အတ္တကနဲ့ပေါင်းထားတာနော်ဥပတ္တကမနေ့ကပြောဖို့ကြံ့သွားတယ်ဥပတ္တကဆိုတဲ့စကားလုံးကဥပနဲ့အဥပနဲ့အတ္တကနဲ့ပေါင်းထားတာ 大家包来一阿的嘛，那个来个五八的咖的，阿的嘎说啦，你轻，你的五八是啦咖，过年嘞，过节嘞，也是拿米东巴嘛，该要鱼。 ကိုနဲ့လေရဲနာမြတ်သုံးပါးမှာကပ်ပြီးကပ်ရောက်ပြီးတော့နေတယ်နှုတ်နဲ့လေရဲနာမြတ်သုံးပါးမှာကပ်ရောက်ပြီးနေတယ်စိတ်နဲ့လေရဲနာမြတ်သုံးပါးမှာကပ်ရောက်ပြီးနေတဲ့ပုဂ္ဂိုလ်ကိုဥပအတကနော်အတကဥပတကပုဂ္ဂိုလ်လို့သုံးတယ်အမျိုးသမီးများကြတော့ဥပတိကလို့သုံးသွားတယ်ပေါ့နော်ဒါသူရဲ့အဋ္ဌိလိအနေနဲ့နော်ဥပတကဆိုတာ ကိုရောနှုတ်ကောစိတ်ကောယရနာမြတ်သုံးပါးမှာကပ်ရောက်ပြီးတော့ဆိုကိုမူယာကလည်းယရနာမြတ်သုံးပါးတွေ့လိုက်တာနဲ့လောက်ချီမဲဟုတ်ပါလားအဲအယောသေးပြုမဲဒါကိုနဲ့ကပ်ရောက်တာ နှုတ်နဲ့လည်းဖရာကုံတရားကုံနဲ့ထုံမွန်းပြီးတော့နေမယ်စိတ်ကိုယ်ကလည်းလေးလေးမြန်းမြန်းရှိမယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဥပ္ပတ္တကပုဂ္ဂိုလ်ဒါကြောင့်ဖရာတရားတန်ဃာမတပါအခြားပုဂ္ဂိုလ်တွေကိုကိုယ်ွယ်အားထရာအနေနဲ့စိတ်ကက်ချေမရှိဘူးကိုယ်ွယ်ရဲဆိုတာကိုယ်လာနဲ့ွယ်တာနှစ်ခုပါထားတယ်နော်ကိုယ်ရဲဆိုတာအာကိုချင်းဖရာတရားတန်ဃာတွေပေါ်မှာအာကိုထားရင်ကိုယ်တယ်လို့သုံးတယ်။ကိုယ်တယ်ဆိုတာကအဲ့ဒီလိုအာကိုတယ်လျောက် ဖရတရားတန်ခါကမိမိပေါ်မှာအန္တရာယ်တွေမကြရအောင် ကွဲကားပေးထားတယ်လို့ယူဆတယ်။ဒါကြောင့်အာကိုတဲ့အလျာဘာလို့အာကိုလဲကိုယ့်ကိုအန္တရာယ်တွေမကြရအောင်ကွဲကားပေးထားတဲ့အတွက်အာကိုတဲ့အတွက်အာကိုကကိုယ့်ရဲ့ကွဲကားတာကကွဲရဲ့ပေါင်းလိုက်တော့ကိုကွယ်လို့သုံးတာ။နော်ကိုကွယ်တယ်အားထားတယ်မိကိုတယ်စိတ်ကတောင်တရဏဆိုတဲ့အတွက် ်တရဏဆိုမနေ့ကပြောခဲ့ပြီကိုယ်ွယ်အာထာစီကတ်သောစိတ်နဲ့ဆိုတာကမဏတောင်းလိုက်တော့တရဏဂုံမဟုတ်လားတရဏဂုံဆိုတာကိုယ်ွယ်အာထာသောစိတ်နဲ့နေနေတာကိုတရဏဂုံတီးတယ်လို့မသုံးဘူးလားဖရာတရားတန်ခါပေါ်မှာအာထာကိုယ်ွယ်သောစိတ်နဲ့ကဲ့ရောက်ပြီးတော့ကိုယ်နဲ့ရောနှုတ်နဲ့ရောစိတ်နဲ့ရော နေတာကိုဘာလို့သုံးလဲဆိုဥပ္ပတ္တကလို့သုံးတယ်ဒါကြောင့်ဥပ္ပတ္တကမှာမနေ့တော့ကကြပြားလေးမှာပါတယ်လေ ဟုတ်လားတရဏဂုံတီယုံများဖြင့်အဆုံးလေးမှာလည်းပါတယ်တရဏဂုံတီယုံများဖြင့်ဥပါဒကဖြစ်ပါဘူးဆိုတာသဘောပေါက်ပြီနော်တရဏဂုံတီလိုက်တာနဲ့ဖရာတရားတန်ခါပေါ်မှာတရဏဂိစာမိလို့စိတ်ကက်လိုက်တာနဲ့အဲ့ဒီပုံကိုယ်ကို အမျိုးသားများဆိုရင်ဥပါဒကဟုတ်လားအဖုံးလေးရဲ့နောက်ကျောမှာလည်းရှိတယ်နော်ဟုတ်လားအမျိုးသမီးများဆိုရင်ဥပတိကလို့သုံးတယ် ဥပတကဥပတိကတိကဆိုရင် မိမအဋ္ဌိလိဟဟလာဥပတကဆိုရင်ပုံလိဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကတစ်ခါလေးကြာဥပတိကမလို့သုံးနေသုံးတတ်တယ်ကြိုက်တယ်လို့သုံးလို့ရတယ်ပြဿနာဘာမှမရှိဘူးဒါကြောင့်တရဏဂုံတိယုံများ ਨੇ ဥပတကဖြစ်တဲ့အတွက်ဖရာတရားတန်ခါပေါ်မှာအာထုအာကိုအာထာရှိကြပြီဆိုရင်ဒါတရဏဂုံတည်တဲ့သူမဟုတ်ဘူးလားဒါကြောင့်ကျွန်တော်တို့ခုနကမနူဝမင်းကြီးက ဖရာတရားတန်တာပေါ်မှာအင်မတန်ကိုအားထားကိုးကွယ်တယ်စိတ်ကတ်တယ်ဒါကြောင့် तू ရှင်ရဟန်ကတော့တထုံကြီးမှာသာသနာပြုသွားပြီးတဲ့အခါမှာ तू ကပကံကြီးကိုကြွသွားပြီပကံကြီးကိုကြွသွားတဲ့အခါမှာရှင်အနောဒထဘယင်နဲ့တွေ့တဲ့အခါမှာအနောဒထဘယင်ကိုလည်းဒီမြတ်စွာဖရာတရားတန်ခါနဲ့ပတ်သက်ပြီးပြောတဲ့အခါအနောဒထဘယင်ကရှင်ရန်စီကနေတရားဓမ္မတွေသင်ယူတယ်အရေးကြီးတွေတန့်စင်ရေလောက်ခဲ့တယ်နောက်ဆုံးနတ်တွေလည်းတန့်စင်ရေလောက်ခဲ့ပြီးတဲ့အခါမှာ သူလေယရဏမြတ်သုံးပါးကိုကိုးကွယ်ခြင်းပါတယ်ဒီမြတ်စွာဘုရားရဲ့တရားဓမ္မဆက်တွေသူပူဇော်ခြင်းပါတယ်ဆိုတော့မနုဟာဘယင်ထံမှာဗိဒကတ်သုံးပုံရှိတယ်ဆိုတော့မနုဟာဘယင်ထံကနေသူကတောင်းခံတယ်တောင်းခံတဲ့အခါမနုဟာဘယင်ကလည်းဖျားတရားတန်ခေါအစ်မတန်းကိုကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်သူကလည်းကြားနေတယ်ပကံကြီးမှာအကြီးကြီးတွေရောနတ်တွေရောဆိုတော့ပကံပြည်သူပြည်သားတွေကအရင်အဆိုင်တည်း အယိုင်းဆိုင်တွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုအယိုင်းဆိုင်တွေနဲ့ဒီယရနာမြတ်သုံးပါးနဲ့မအပ်ဆက်ချေဘူးဒါကြောင့်ဘိဒကသုံးပုံကို မပေးနိုင်ဘူးလို့သူကမချေမငန်းပြောလိုက်တဲ့အခါမှာ အနောရထဘယင်ကနေစစ်တီလေးဒိန်းနဲ့စစ်ချီလိုက်မယ်ဆိုစေလွတ်လိုက်မယ်ဆိုကြာပူပြီးသားကျန်စစ်သားတို့ငလုံးလက်ဖဲတို့ညာဦးခီးတို့ငထွေးယူတို့လေးယောက်ကိုလွှတ်လိုက်ပြီးတော့စစ်ချီတယ်ပေါ့စစ်ချီလိုက်တဲ့အခါမှာမနူဟာဘယင်သထုံကြီးမှာမနူဟာဘယင်ကိုသူတို့နိုင်လာတဲ့အတွက်ကြောင့်မနူဟာဘယင်ကိုတောင်းပတ်အဖြစ်နဲ့ဟလာပကံပြီကိုခေါ်လာတယ်မနုဟာဘယင်ကိုခေါ်လာပေးမယ်မနုဟာဘယင်ကရေနာသုံးမကိုအင်မတန်ကိုသူကလေးစားညှက်နိုးတဲ့အပြင် သူဒီပေါ်တော်စာတည်တဲ့အခါတိုင်းမှာဖယားကိုမဆွမဆက်ကပ်ဖဲနဲ့ဘတော်မှာပွဲတော်စာမစောင်းသူ့ရဲ့ပွဲတော်စာရလာပြီဆိုရင်သူ့ကိုပွဲတော်ပြင်ပြီးပြီဆိုရင်ဖယားကိုရိုးရိုးသေးသေးဆက်ကပ်ပြီးတော့မှဖယားပွဲတော်စွန့်တော်ကိုစွန့်ပြီးတော့မှသူဟာဖုံးပေသုံးဆောင်တော့အလစ်ရှိတယ်အဲ့ဒီရလေးရှိတဲ့အပြင်မနွားဘရင်ရဲ့ဗဇက်ကသူကတရားဓမ္မတွေထုံငွန်းထားတာဖြစ်တဲ့အတွက်ကြောင့်ဗဇက်ဟလိုက်တာနဲ့ သူ့အာဂရင်းကနေပြီးတော့ဆက်အယောင်နေအယောင်နေထွက်တဲ့အတွက်ဒီအာဂရင်းကဝင်းဝင်းတောက်နေတယ်ပေါ့ဒါကြောင့်မနူအပရေစကားပြောဖို့ပါဇက်ဟလိုက်ပြီဆိုရင်ပါဇက်ကလက်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 တွေထွက်တော့ပကံကြီးကအနော်ရထာမင်းအပါဝင်ကျန်နေသူတွေကြောက်ကြတယ် သုံးပါးအနေနဲ့ဖန်ထားပေမဲ့မနုဟာဘယင်ကိုလေးစားကြတယ်ခံညာကြတယ်အဲ့တော့မနုဟာဘယင်ကိုငါတို့ဘလို့ဒီအာဂရင်းကဆက်အရာကိုပြောက်အောင်လောက်ရမလဲဆိုတာတိုင်မြင်ကြတဲ့အခါမှာမနုဟာဘယင်ရဲ့အလေအထကိုကြည့်လိုက်တော့သူကဖျားဆိုးတော့အမြဲကပ်ပြီးတော့မှပွဲတော်တဲတာကိုတွတ်တွေ့လိုက်တဲ့အတွေ့အဲ့ဒီဖျားဆိုးတော့တင်ထားပြီးတဲ့အခါပွဲတော်စာကိုသူမသိခင်မတန့်ရှင်းတော့တင်ဖို့ပလင်ပေါ်မှာသွားစွန့်လိုက်တယ် တင်ပုတ်ပလင်းဆိုတာကအဲ့ဒီပွဲတော်တွေကိုစွန့်နေနေရဖះဆုံးတော့စွန့်နေနေရမှာကြီးတွေလည်းလာစားတတ်တယ်ခွေးတွေလည်းလာစားတတ်တယ်အဲတရောင်းစားတွေဘာလို့တွေဆိုလဲလာကောက်ယူတတ်တယ်ဆိုတာမတန်ရှင်းနဲ့တင်ပုတ်ပလင်းပေါ်မှာပွဲတော်စာကိုသွားပြီးတော့စွန့်လိုက်တာဖြစ်ပြီးတော့မှအဲ့ဒီပွဲတော်ကိုပြန်ကောက်ယူပြီးတော့မှမနူဟာဘရင်ကိုဖះဆုံးတော့ ကပီးဗလာသူ့လာပေးတဲ့အခါကပီးပါပြီစွန့်လာတာပါဆိုတော့မနူဟာဘရင်က စားတဲ့တဲ့အဲ့ဒီအချိန်ကြတော့ဘာဖြစ်လဲဆိုမတန့်စင်းသောနေရာကပွဲတော်စားကိုစားလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူ့အာကအာကဒရင်းကအယောင်နေပျောက်ွယ်သွားတာကိုအစိုးပြုတ်ပြီးတော့ဖျားစွန့်တော်စွန့်ကိုစားရင်အာဇက်ရှာဇက် ဟလာပျောက်တတ်တယ်လို့ပြောလာပြောတာဖြစ်လာခြင်းဖြစ်ပါတကယ်တော့ဖျားဆွံ့တော်ဆွံ့ကိုစားလို့မဟုတ်ပါမတန်ရှင်းသောနေရာမှာဆွံ့နာကိုစားမိတဲ့ address ဟာတိထားဖို့ဒါဆိုဖျားဆွံ့တော်ဆွံ့စားကောင်းလားဒါပေမဲ့လူတိုင်းမစားကောင်းဘူးစားကြည့်ဝေယဝိစာလို့ဆိုတာပေါ်လာပြီဒါကြောင့်တချို့ကြတော့လေဖျားမှာဆွံ့မဖုံးမဲနဲ့ဒီတိုင်းဖျားဆွံ့တော်ကတ်ထားတယ်တချို့ရိုးတေတေကတ်တာမဟုတ်ဘူးလေ အဲ့ဒီအခါမှာအိမ်မြောင်းတို့ကျွဲ့တို့လာစားလာရောမရှိဘူးလားအလကားအလဟတ်သာအိမ်မြောင်းစာကြွေးတာပဲကျွဲ့စာကြွေးတာပဲလို့ပြောခံရလားမပြောခံရအောင်လားပြောတယ်ဆိုတာဖျားဆွတော်ကိုပြီးပြီးစလွယ်ကတ်ထားလို့ပါတချို့ဆိုရင်၁၂နာရီကြော်ယုံနေမကောင် နောက်တနေ့ညဒီမကောင်နောက်တနေ့အထိပါ၂ရက်စာ၃ရက်စာကတ်ထားတာမရှိဘူးလားဒါဆိုရုံးသွန်းကန်ဒီကတ်သွားတယ်လေပြန်လာတော့ညနေစောင်းမနေဘူးလား အဲအဲ့ဒီကြတော့မှပို့စွန့်တော့စွန့်ရတခါလေးအလောက်ကများတော့မစွန့်ပြေဘူးနောက်တစ်နေ့မနေ့စွန့်ကန်မယ်ကြည့်တော့မှမစွန့်ရသေးတာတွေတွေ့တာတွေရောမရှိလားအဲ့ဒီတော့ကြွက်တို့ဟလာအိမ်မြောင်းတို့စားတာလဲမဆန်းပါဘူးဒါလေးတွေသိရင်ဒါကြောင့်စွန့်တော့ကတ်တဲ့အခါမှာတန်ငါတပါးကိုကတ်တယ်လို့တေးသေးချာချာသပွဲနဲ့ပါနေရောကတ်ရလားမကတ်ရနောက်တစ်ခုစွန့်တော့ကတ်တဲ့ပကံသည်တီးကြထားရတယ်ဒါလေးလည်းမှန်တချို့က စွန်းတော်ပကံစွန်းတော်ကတ်တယ်ကတ်ပြီးအဲ့ဒီပကံနဲ့ပဲနှိုက်စားတာရောမရှိဘူးလားအတ္တမျိုးဘတော်မှမလို့ရကို့မှာအမုံအမြတ်ကျေးဇူးရှိတဲ့ပုံကိုဖြစ်တဲ့ကြောင့်ကို့အင်မတန်လေးစားမြင်လို့ရတဲ့မိဘဆရာသမားတွေတောင်တိကျပကံနဲ့ထားရတယ်ရိုသေတဲ့လေးစားမှုမြင်နှုံးမှုကိုဖော်ပြတဲ့အနေနဲ့မိဘများထိုင်တဲ့နေရာမိဘများသုံးတဲ့နေရာအိတ်တဲ့နေရာဒါမျိုးတွေကိုမသုံးအောင်ရှေးတော့ကလူကြီးများအဲ့ဒါတွေကအစားတုံတင်ထားတယ်ဒါပါလဲဆိုကို့ရဲ့ဂါရဝကိုပြထားတာ ဃာရဝကိုကိုကိုနှိမ်ချတယ်လေးစားတယ်မျက်နှိုးတယ်ဆိုဖော်ထုတ်ပြတာဖြစ်တဲ့အတွက်မိဘများသုံးဆွဲတဲ့အတော့အစားပကံခွက်ရောက်ကအစားတီးကြထားရပါတယ်ထိုင်တဲ့ခုံကအစတီးကြထားရတယ်မထိုင်ရဘူးအဲ့ဒါဒီကိုယ့်ရဲ့လေးစားမှုပြရတဲ့အတွက်ကြောင့်မိဘများတဲ့အစပေါင်းများစွာမြင့်မြတ်တဲ့ဖရားကိုကြားတဲ့အခါကျရင်ပကံဒီဖရားပကံစွန်းတော်ပကံတီးကြထားရပါတယ် နော်မုံမုံမြဲမြဲထားရတယ်အဲ့ဒါကိုစွန့်တော်ကနေပြီးစွန့်လာရင်ကို့စားမဲ့ပကံတီးကြဲထဲမှာထည့်ပြီးတော့မှဒီပကံကိုစေးကြောပြီးတော့ပြန်ထားရလိမ့်မယ်ဟုတ်ပြီနော်ဒါကြောင့်ဖះစွန့်တော်အတွက်ပကံဖះစွန့်တော်အတွက်စွန့်ဖះအတွက်သုံးမဲ့အသုံးဆောင်တီးကြဲထားတဲ့အလေးလေးလေးပညာဗုဒ္ဓဘာသာဝင်များအနေနဲ့အစ်မြင့်ဗုဒ္ဓဘာသာများအနေနဲ့တိထားစေခြင်းပါတယ်အဲ့ဒါလေးတွေမလောက်ရသေးရင်လေဒီကနေ့ကစာရွေး ပြန်လေပြုပြင်ပေးပါကိုယ့်ရဲ့သားသမီးတွေနောင်လာနောင်သားတွေကိုလက်ဆင့်ကမ်းအမွေပေးစေခြင်းပါတယ်ဒါလေးတစ်ချက်ပါဟုတ်ပြီနော်ဒါဆိုရင်စွန်းတော်ကတ်တာသဘောပေါက်သွားပြီ